ကဲအပေါ့ဝအပေါ့ဝနည်းနည်းဝပေါ့ဝနည်းနည်းရလာအေးကျက်အပေါ့ဝနည်းအရင်ယူလိုက်နည်းအရင်ယူလိုက်ဆရာကြီးထွက်လာဆရာပြန်ထွက်လာပထမဆုံးချိန်တရားရုံးထုတ်တဲ့အခါမှာတော့လက်ဖက်မီဒီယာအမှုဆောင်အရာရှိချုပ်ဒေါက်တာသန်းထွန်းအောင်နဲ့အက်ဒီတာချုပ်ဝေဖြိုးတို့ကိုအာမတ်ခံရရှိဖို့အတွက်လျှောက်လက်ချက်တင်ခဲ့ကြတာပါပုံမှ66ဂါကြီးအမှုနဲ့တရားစွဲဆိုခံထားတဲ့သူတွေထဲမှာအာမတ်ခံရထားတဲ့တာရကတွေရှိတာမို့အာမတ်ခံရရှိဖို့အတွက်လျှောက်လက်ချက်တွေတင်ခဲ့တဲ့အကြောင်း ်ကျိုးဆောင်ရှင်းနေဦးကြီးမြင့်ကရှင်းပြပါတယ်ဆက်သွယ်ဥပဒေပုံမှ66ဂါကြီးနဲ့အမှုဖွင့်တရားစွဲဆိုခံထားရတဲ့သူတွေကိုပြည်မှုဆိုင်ရာကျင့်သုံးဥပဒေ69အရအမခန့်ပေးတာတွေရှိတဲ့ကြောင်းဒီအမှုမှာလည်းအမခန့်ပေးဖို့လျှောက်လဲချက် တင်ခဲ့ကြောင်းနဲ့ဒေါက်တာတန်းထွအောင်ဟာကျမရေးမကောင်းတဲ့အတွက်ပုံမှန်တည်တည်မြို့နယ်တရားရုံးကစေးအမခန့်နဲ့ဂျုံကင်းလစ်ခွင့်ရထားတာကြောင်းတရားရုံးတရုံးကစေးအမခန့်ပေးပြီးပြီဖြစ်လို့တာမွေတရားရုံးမှာလည်း အမခန်ကြဆက်ပေးဖို့ရှောက်လက်ချက်တင်ခဲ့တယ်လို့ဆိုပါတယ်။ဒီမှာဥမမော်ညာဝင်းကိုဆွတ်ဆောက်စားကြီးပတ်တယ်လို့ဥမမော်ညူးစားချင်းလို့ပြောမှာ450ပေါင်းရအမခန်ပြေးလိုက်တယ်။ အဘိုးမှာလည်းပဲတူကြီးကန်တိုက်ပိုက်ရှင်ရှင်မြတ်လည်းပြည့်လည်းပြည့်တွေ့လည်းအဲ့တော့ဒီချက်တော့ကာကြီးကအာနာကပေးနေတဲ့အုံမှာဖြစ်နေတာပြရတယ်ရှားတော့ဒီကိုရင်းကကြောင်းတကာဖြစ်နေတယ်ပြည့်တယ်ကျွန်တော်ဆက်လို့ဖြစ်ပြီးနော်ဒီနေ့ပြည့်တယ်နောက်တစ်ခါ ကြာဥတန်းထုတ်အောင်လည်းပဲအဲ့ဒီလိုဆောင်းရောက်ဓာတ်ကြီးနဲ့ပတ်သက်လို့ဥပဒေရအမှားပဲပုံမှာဖြစ်တဲ့ဆိုတဲ့အကြောင်းပြောတယ်။ဆရာပုပ္ပါတိတိမျိုးနဲ့တရားရုံးမှာရှင်းနဲ့ဆရာအမှန်ကန်ရလုံးကျွတ်ကျွတ်ရထားတဲ့ပြောဖြစ်တယ်။ဒါကြောင့်မလို့တရားရုံးတရားမှာရှင်းအမှန်ကန်ပြည်ပြာဖြစ်နေတယ်ဒီမှာလည်းဆက်ပြီးတယ်ဒီဆရာဝန်နဲ့ဒီကောက်ပိုင်ချက်တွေကိုပြပြ။ဒါဒီလက်မှတ်တွေနဲ့ပြီးခဲ့ပြီ။ဒါကြောင့်ဆက်ပြီးတယ်နေတယ်။ဆောင်းတိုင်းဝန်ကြီးချုပ်ကို စီးပွားရေးလုပ်ငန်းရှင်တအူးကဒေါ်လာ3သိန်းတန်လက်ပတ်နာရီလက်ဆောင်ပေးခဲ့တဲ့ဆိုတဲ့ထင်မြင်ချက်ဆောင်းပါးရေးသားဖော်ပြခဲ့တာကြောင့်ရန်ကုန်တိုင်းအစိုးရကတရားလိုပြုလုပ်ပြီးဆက်သွယ်ရေးဥပဒေပုံမှ66ကာကြီးနဲ့အလဲမင်းမီဒီယာဂရုကမှုဆောင်ရာရှိချုပ်ဒေါ်တာတန်းထွန်းအောင်နဲ့အက်ဒီတာချုပ်ဝေဖြိုးတို့ကိုတရားစွဲဆိုခဲ့တာဖြစ်ပြီးနိုဝင်ဘာ17ရက်နေ့ကတာမွေရဲစခန်းမှာလာရောက်ဖမ်းခံခဲ့တာဖြစ်ပါတယ်။ကျိုးတောင်ရွှေနေတဲ့အာမခန့်ရရှိရေးရှောက်ထားမှုကိုတော့လာမယ့်နိုဝင်ဘာ30ရက်နေ့မှာအမိန့်ချမှတ်သွားမှာဖြစ်ပါတယ်။